တရားစခန်းဖွင့်ပွဲဤတံကမ္မထံကျင့်သင်ရှင်းတော်ဥဒီတနေ့ကို၅ချိန်နဲ့စကျင်မှာပေါ့တနာ ਈ ၅ချိန်နဲ့တနာ ਈ ၅ချိန်ကျင့်ရတဲ့အကြောင်းရင်းစကျင့်တဲ့ပုဂ္ဂိုလ်ဟာကျင့်သင်မှာမကျွမ်းကျင်သေးတဲ့အတွက်ကြောင့်တနာ ਈ တနာ ਈ ရနေစပြီးတော့လေ့ကျင့်သွားမှာ အဲတရားကျင့်နေဆိုတဲ့ယောဂီဟာတရားကျင့်မှုနဲ့အခါမှာလိုက်နာရမယ့်စီကံအချက်တွေအရာတွေကိုနားလည်ဖို့လိုတယ်အဲတော့တရားမကျင့်ခင်အချိန်ကမှာတရားကျင့်ရတယ်တရားကျင့်ရတယ်ဆိုတော့တရားဟာဥတည်မိရကျင့်လို့မရဘူးဒါကိုဦးဇင်းကအချိန်ကနေစပြီးတော့ဟောသွားမယ်တရားဥတည်မိရကျင့်လို့မရဘူးအဲတရားဆိုတာကျင့်ရတယ် တော့တရားကယောဂီတို့ပရမတ်စစ်တမ်းနဲ့ဆိုတဲ့တရားဟာကိုယ့်ရဲ့နဲ့မရဘူးအဲ့တော့ပရမတ်ကိုကာဝယ်ထားတဲ့ပြညတ်တရားတွေကိုခွာထုတ်နေတာကိုတရားကြီးနဲ့လို့လည်းခေါ်တယ်သီလဝိသုဒ္ဓိစေတဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိဆိုပြီးတော့စင်ကြယ်မှု၃ခုနဲ့စင်လိုက်မယ်ဆိုရင်ဒိဋ္ဌိဝိသုဒ္ဓိဆိုတာကပရမတ်ယုံနာနေကိုပိုင်းခြားမြင်တာကိုဒိဋ္ဌိဝိသုဒ္ဓိခေါ်တယ်ပရမယုံနာနေကိုပိုင်းခြားမြင်ဖို့အတွက် မမြင်အောင်ကာစည်းထားတဲ့ကိလေသာနဲ့နိဗ္ဗာန်တရားတွေကိုဖယ်ခွာနေတာကိုသီလကျင့်စဉ်တမာတိကျင့်စဉ်လို့ခေါ်တယ်။လူရင်းကတော့သီလတမာတိပညာပဲ။အဲသီလတမာတိပညာမှာသီလထူထောင်ပုံတမာတိထူထောင်ပုံတွေကွာခြားကြတယ်။အဲသီလတမာတိထူထောင်မယ်ဆိုတော့ဘာလုပ်တာလဲလို့မင်းတိရကျင့်တဲ့တမာတိကျင့်တဲ့ပညာကျင့်ဆိုတဲ့ကျင့်စဉ်၃ရပ်မှာတိလတမာတိဆိုတာအဲ့ဒါအခြေခံကြတယ် အဲ့သီလသမารီလို့ပြောကြတာပဲပြောကြတဲ့နေရာမှာတမ္ပဋ္ဌယန္တိကအခြေခံထားတဲ့သီလသမารီကျင့်စဉ်ရေဝိပဿနာယန္တိကအခြေခံထားတဲ့သီလသမารီကျင့်စဉ်ရေဆိုနှမျိုးကွဲပြားတယ်အဲ့ဒါကိုနားမလည်လို့ရှိရင်တမ္ပဋ္ဌယန္တိကမှမသိဝိပဿနာယန္တိကမှမသိပဲနဲ့ရှုပ်ထွေးနေကြတယ်အဲ့တော့တရားကြီးနဲ့လူရင်းကပရမအာယုံဆိုတာပြဉ္ညာမပါဘူး ပရမအာယုဆိုတာယောဂီတို့မှတ်ထားပါပြဉ္ညာမပါဘူးပရမအာယုဆိုတာလောဘဒေါသမောဟကိလေသာ1500မရှိဘူးမှတ်မိပြီလားမှတ်ထားနော်ပရမအာယုဆိုတာပြဉ္ညာရှိသလားမရှိဘူးအခုဦးဇင်းတို့ပြောကြဆိုကြမှတ်ကြအမိပေးကြတယ်အဲ့လိုပြုလုပ်နေရဟာအမိတွေပေးပြီးတော့မိမိစိတ်ကအမိတွေပေးနေမယ်ဆိုရင် အမိပေးတဲ့စိတ်ဒီပြည့်ညတ်မှာတောင်းတင်နေတဲ့အတွက်ကြောင့်ပရမတ်ကိုမရောက်ဘူးဝိပဿနာဆက်ဆက်ကလေးရှုစဲမှာအနိစ္စဒုက္ခအနတ္တမပါဘူးဘာဖြစ်လို့လဲအနိစ္စပြည့်ညတ်ဒုက္ခပြည့်ညတ်အနတ္တပြည့်ညတ်ဒီဖြစ်နေလို့အနိစ္စအတင်ညာဒုက္ခအတင်ညာအနတ္တအတင်ညာဖြစ်နေတယ်အဲ့တော့ပရမတ်မှာကပြည့်ညတ်မပါပါဘူးဆိုပြီးတော့ပရမတ်ကိုရှုတဲ့စိတ်မှာပြည့်ညတ်တွေပါနေသေးလို့ရှိရင်ဝိပဿနာရှုစဲအခိုင်အတိုင်းမှာအဲ့ပုဂ္ဂိုလ်ဒီဝိပဿနာရှုတဲ့စိတ်မဟုတ်သေးဘဲနဲ့ပြည့်ညတ်ကိုပြုနေတဲ့အောင်ပြုတဲ့စိတ်ပဲဖြစ်နေသေးတယ် အဲဒါကြောင့်ဝိပဿနာနဲ့မရောက်သေးဘူးနောက်တစ်ခုကဝိပဿနာရှုမဲ့စိတ်သည်လောဘဒေါသမောဟမာနစသည်1500ကိလေသာ1500ကိလေသာဆိုတာယဟန္တာမှာပယ်နေတာအခုဦးဇင်းတို့က1500ကိလေသာကိုသီလသမာဓိနဲ့ပယ်မှာယဟန္တာကမဲ့နဲ့ပယ်တယ်စကျင့်တဲ့ပုဂ္ဂိုလ်သည်အဲ့ဒါသီလသမာဓိပညာကိုသီလသမာဓိကိုဒါဟိုရင်အထောင်ကကိလေသာကိုသီလသမာဓိနဲ့ပယ်တယ် ခွာတယ်ဗောလေအဲ့တော့သီလသမารိနဲ့ခွာတဲ့ကျင့်စဉ်ရဲ့အခြေခံဟာဘာလဲလို့မေးလို့ရှိရင် ကမ္မထံသီလသမารိထူထောင်ဖို့အတွက်ကာမဌာနဆိုတဲ့မိယာတရားတစ်ခုရှိရတယ်အဲ့တော့အာယုံတစ်ခုခုထားပြီးကျင့်ရတယ်အဲ့လိုကျင့်တဲ့နေရာမှာကမ္မထံဆိုပြီးတော့အမိထွက်လာတယ်ကမ္မထံဆိုတာကာမဆိုတာအလုပ်ထံဆိုတာဌာနတရား သီလသမာဓိထူထောင်ဖို့အတွက်အလုံးလုံးတဲ့နေရာကိုကမ္မထမ်းလို့ခေါ်တယ်။အဲ့ဒါကိုမှတ်ထားဖို့လိုတယ်။တကြကမ္မထမ်းတရားအထုတ်တဲ့ကမ္မထမ်းတရားတော့ကမ္မထမ်းတရားမှမဟုတ်တာ။ကမ္မထမ်းဆိုတာမိမိရဲ့စိတ်ကလေးဟလာမိယာတရားသီလသမာဓိထူထောင်ဖို့အတွက်သမာဓိဆိုတာကတည်ငြိမ်တဲ့အာယုံ။သီလသမာဓိဆိုတာကစိတ်တလုံးတည်ဖို့အတွက် စိတ်ကပြန့်လွင့်ပြေးလွှားနေတဲ့အတွက်ကြောင့်ဗယံပရာပြန့်မိမိခန္ဓာကလေးမှာရှိတဲ့ပရမတ်တရားလောဘဒေါသမောဟနဲ့တကွပညာမရှိတဲ့တရားတွေကိုရုပ်တည်နာနေကိုရှုမဲ့စိတ်ကဗယံပရာပြန့်လွင့်ပြေးလွှားနေတဲ့အတွက်ကြောင့်ရှုလို့ရပါမလားမရဘူးဒါကြောင့်မလို့စူးစီးရတယ်အဲ့တော့စူးစီးဖို့အတွက်တဏှာကိုရှာရတယ်နေရာတဏှာပေးရတယ်အဲ့ဒီနေရာတဏှာပေးတဲ့နေရာဟာ ကာမဌာနလို့ခေါ်တယ်။အလုံးလုံးမဲ့နေရာပြန့်လွင့်ပြေးလွှားနေတဲ့စိတ်တွေကိုမပြန့်လွင့်အောင်လို့ထိမ့်သိမ့်မှုအတွက်စိတ်ရဲ့မိယာတီယာတဏီယာထားတာအဲ့ဒီနေရာကိုကမ္မထံလို့ခေါ်တယ်။အဲ့တော့စိတ်ရဲ့မိယာထားတဲ့နေရာမှာဘယ်လိုထားမလဲ။ကြွာချလာပြီ။တချို့ကြတော့ဖောင်းတယ်ပိန်တယ်ဆိုပြီးဘိုက်မှာဘိုက်ဖောင်းနေဖောင်းနေလို့မှတ်တယ်။စိတ်ကလေးဘယ်မှမပြေးစေဘဲနဲ့ ဖောင်းတဲ့ရုပ်နဲ့ဖောင်းတယ်လို့မှတ်လိုက်တော့စိတ်ကလေးကမပြတ်နိုင်တော့ဘူးပိန်သွားတဲ့ရုပ်ဖြစ်သွားရင် ပိန်တဲ့ရုပ်ကိုပိန်တယ်လို့မှတ်လိုက်တော့စိတ်ကဘဲမှပြီးလို့မရအောင်အဲ့တော့ဖောင်းတယ်လို့မှတ်လိုက်တယ်ပိန်တယ်လို့မှတ်လိုက်တယ်ဖောင်းတယ်လို့မှတ်လိုက်တယ်ပိန်တယ်လို့မှတ်လိုက်တော့ဖောင်းတိုင်းပိန်တိုင်းစိတ်ကလေးကတည်တည်နေတော့စိတ်ကဘယံဗရာဘီကိုပြန်သွားလို့မရဘူးအဲ့တော့ကြောင့်စိတ်တီးရတဏှာထားတာကိုအဲ့ဒါဖောင်းတဲ့ပိန်တဲ့ဆိုတော့ဘိုက်ကိုအမိပြုတ်ပြီးတော့ စိတ်ကလေးတီယာဌာနတစ်ခုလို့တော့အဲ့ဒါကမ္မထမ်းပဲတချို့ကျတော့ငယ်လေးကလေးလှုပ်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 ဖြစ်နေတယ်ပေါ့လှုပ်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 ဖြစ်နေတဲ့ရုပ်ကလေးကိုတတိထားပြီးတော့နေတဲ့အခါကျတော့စိတ်ကပြန့်လွင့်မှုမရှိဘူးအကယ်၍ပြန့်လွင့်သွားပြီဆိုရင်လေအဲ့ကိုလှုပ်လှုပ်လှုပ်ဖြစ်နေတဲ့နေရာလေးကိုပဲပြန်တတိထားတာစိတ်ကပြန့်လွင့်နေအလက်မခံတော့ဘဲနဲ့တတိပြန်ထားပြီးတော့မူလလှုပ်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 ဖြစ်နေတဲ့ငယ်လေးနေရာလေးကိုတတိထားတယ်အဲ့ဒါလေစိတ်ဘဲမှမပြန့်ဘဲနဲ့ နော်တင်းစည်းထားတဲ့မိယာတနေရာကိုပဲအဲ့ဒါတီလိုက်တာပဲဘယ်နေရာတီတီပေါ့နောက်တစ်ခါအာနာပါနကမ္မထံဝင်လေသည်ထွက်လေသည်တောင်းလေးနေနာဒီဘာထိတဲ့နေရာသည်လေးနေနာဒီဘာထိတိုင်းသည်ထိတိုင်းသည်အဲ့လိုမပြန်လဲအောင်ထင်းရအဲ့ဒါလေစိတ်ကလေးကဘဲမှမပြီးအောင်လို့ထိန်းတာပဲအာတချို့ကြတော့တခါရှေ့စိတ်ကိုနောက်စိတ်နဲ့ပြန်သတိထားတယ်အာနန္နန်ချင်းတီးတဲ့ကမ္မထံရှေ့စိတ်က သားအကြောင်းစဉ်းစားတဲ့စိတ် နောက်စိတ်ကပြန်သတိထားလိုက်တော့သားအကြောင်းစဉ်းစားတဲ့စိတ်လေးပြတ်သွားတယ်။ရှေ့စိတ်ကသမီးအကြောင်းစဉ်းစားတဲ့စိတ်လေးပေါ်လာတယ်။နောက်စိတ်ကသတိပြန်ထားလိုက်တယ်။အဲ့ဒါစိတ်ဓာတ်သတိပြန်ထားမှုမသိဘူး။အဲ့ဒါနန်းနန်းချင်းတည်တဲ့ကမ္မထံစိတ်စိတ်ချင်းပြန်တည်တာပေါ့။အဲ့တော့လူရင်းကတော့စိတ်စိတ်ချင်းပဲဖြစ်ဖြစ်ရုပ်ကို စိတ်ကတည်ပြီးပဲဖြစ်ဖြစ်စိတ်ပြန့်လွင့်ပြေလွှာမှုမရှိအောင်တဏှာမှာခြိတိုင်းအနေနဲ့တည်ထားတဲ့ နေရာတစ်ခုကိုကာမဌာနလို့ခေါ်တယ်။အဲတော့ယောဂီတို့ကနှရွက်ထားခြင်းလားရတယ်။ပကုံးတည်ခြင်းလားရတယ်။ယင်ပတ်နှိမ့်လိမ့်မင်းလိမ့်တည်ခြင်းလားရတယ်။ဘိုက်ဖောင်းလိမ့်ပင်လိမ့်တည်ခြင်းလားရတယ်။ငယ်ရိတ်လှုပ်လှုပ်လှုပ်နဲ့တည်ခြင်းလားရတယ်။နာနာချင်းတည်လားရတယ်။အဲတော့စိတ်တရားတစ်ခုလို့ဆိုတဲ့အတွက်ကြောင့်တည်တဲ့နေရာချင်းတာမတူဘဲနဲ့စိတ်ပြန့်လွင့်မှုမှမပြန့်လွင့်အောင်ထိန်းသိမ်းတာချင်းတော့မတူဘူးလား။အေးအဲ့ဒါဘာနီးမှမဆိုင်တော့ဘူး။ မိမိစိတ်တည်လို့ကောင်းမဲ့နေရာကိုအဲ့ဒါတည်တာပဲသမဏယာနိကောမှာကျတော့ရှေ့နှလန်လောက်နေရာမှာရွှင်ကြအဝိုင်းကြီးလောက်ထားတယ်အဲ့ဒါကိုစိတ်နဲ့မျက်လုံးကြီးနဲ့ဖွင့်ကြည့်ပြီးတော့အဲ့ဒါပထူကြီး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 ဆိုပြီးတော့တင်ညာပေးနေပေါ့အဲ့ဒါကစိတ်ကိုအပြင်းမတည်တာခုနဦးစင်းတို့ရှင်ကြတာကစိတ်ကိုခန္ဓာမှာတည်တာအဲ့တော့ဘယ်နေရာမှာပဲတည်တည်ရဲ့စိတ်ကမပြန့်လွင့်အောင်တည်ဖို့ဒီပထမအလုံးအဲ့တော့စိတ်က မိမိမူလကမ္မထာမှာတည်ရင်းနဲ့ပြန့်လွင့်သွားလို့ရှိရင်တတိနဲ့ပြန်မထင်းရအောင်လားမထင်းပါဘူးအဲ့ဒါကိုစောင့်ထိန်တာကိုသီလလို့ခေါ်တယ်စိတ်ကလေးမိမိမူလထားတဲ့ကမ္မထာနေရာကနေပြန့်လွင့်မှုမရှိအောင်အကြိမ်ပြန့်လွင့်သွားလို့ရှိရင်လေအဲ့ဒါမပြန့်လွင့်စီတော့ဘယ်နဲ့မူလကမ္မထာကိုပြန်ပြီးတော့တတိပြုနေတဲ့ပုံပေါ်အဲ့ဒါသူစောင့်ထိန်နေတာစိတ်ကိုပြန့်လွင့်မှုမရှိဘဲနဲ့မိမိမူလကမ္မထာစိတ်တရားဌာနမှာမပြန့်လွင့်အောင်ထိန်းသိမ်းနေတာကို အဲ့ဒါစောင့်ပြီးထိန်းနေရတာကိုသီလာတဲ့အဲ့ဒီလိုမိမိရဲ့မူလကမ္မထမ်းမှာစောင့်ထိန်းလို့စိတ်ကလေးတည်သွားလို့ရှိရင်တည်နေပြီဆိုရင်အဲ့ဒါသမာဓိအဲ့တော့သီလသမာဓိဆိုတာသီလကစိတ်ကိုစောင့်ထိန်းတာအဲ့ဒီစိတ်ကလေးကလည်းမိမိရဲ့ကမ္မဌာနနေရာမှာတည်အောင်လဲလုပ်ရတယ်အဲ့တော့တီယာဌာနသည်ကိလေသာမှငြိမ်းအေးစေတဲ့အတွက်ကြောင့်အဲ့ဒီကမ္မထမ်းရဲ့ဘာခေါ်မလဲသမထလို့ခေါ်တယ် တမထဆိုတာကိလေသာနဲ့တကွနိဝရဏတရားတွေငြင်းအေးတာဘာခေါ်လဲတမထအဲ့ဒီတမထလားတချို့ကတမာရီနဲ့ကမ္မထနဲ့ရှုပ်ထွေးနေရတယ်ဇာန်နဲ့အာရာတွေဦးစင်းတို့တဖြည်းဖြည်းရှင်းသွားမယ်အဲ့တော့စိတ်ကမိမိမူလကမ္မထမှာပြန့်လွင့်မှုမရှိအောင်စူးစူးဆိုင်ဆိုင်တည်တာကိုဒါကိုဇာန်လဲခေါ်တယ်အဲ့ဒီစိတ်ရဲ့မိယာတရားသည်ကိလေသာနဲ့နိဝရဏတရားတွေငြင်းအေးစေတဲ့အတွက်ကြောင့်အဲ့ဒါကိုတမထအာယုန်လို့လဲခေါ်တယ်ဟုတ် အဲ့ဒီသမထအာယုံဆိုတဲ့စိတ်ရဲ့မိယကမ္မထံလဲခေါ်တယ်။မပြန့်လဲအောင်ထိန်းသိမ်းတာကိုသီလလဲခေါ်တယ်။သီလသမာဓိလို့ခေါ်။အဲ့တော့မိမိပါမိမိဖောင်းနိုင်သည်ပိန်နိုင်သည်ဖောင်းနိုင်သည်ပိန်နိုင်သည်အဲ့ဒီကမ္မဌာနနေရာလေးအပြင်ကိလေသာနဲ့ကတော့နိဝရဏတရားတွေမရှိလို့အဲ့ဒီအာယုံဒီသမထအာယုံပဲ။နော်။အဲ့တော့သမထဘာမှမသိဝိပဿနာဘာမှမသိနေတော်တော်များများရှုပ်ထွေးနေရတယ်။ အဲ့တော့တမရအောင်အဲ့ဒီဖောင်းနှိုင်းပိန်နှိုင်းကိုမလွတ်တဲ့စိတ်ကလေးကိုစူးစိုက်တဲ့ရှုနေရတာကိုဇန်လို့လဲခေါ်တယ်။နော်ဇန်ဆိုတာစူးစိုက်တဲ့ရှုတာသို့မဟုတ်ဆန့်ကျင်မဲ့ကိလေသာနဲ့နိရောဓတရားတွေနဲ့နေကို လောင်မြဲနေတာကိုလဲဇန်လဲခေါ်တယ်။သို့မဟုတ်မိမိရဲ့စိတ်မီယာကမ္မထံအာယုန်၌မပြန့်လဲအောင်စူးစိုက်စိုက်ထားနေတာကိုလဲတီးနေတာကိုလဲဒါဇန်လို့ခေါ်တယ်။ဒါတွေကိုနောက်ပိုင်းကျတော့ဦးစင်းရတဖြည်းဖြည်းအကျယ်ချဲပါမယ်။အဲ့တော့တရားစကျင်နေဆိုတာတရားကမကျင့်ရသေးပါဘူး။ တရားကိုကြည့်မဲ့စိတ်ကပြန်လွင်ပြေးလွားနေပြီးတော့ကိလေသာနဲ့နိရောဓတရားတွေဖုံးအောင်ထားတဲ့အကြောင်းအဲ့ဒီနေရာမှာအဲ့ဒီစိတ်တွေကိုရှင်းထုတ်နေတာရှင်းထုတ်ရင်းနဲ့စိတ်ကိုတနည်းအမီယာထားပြီးရှင်းထုတ်နေရတာအဲ့ဒါကိုကမ္မထံအားထုတ်နေတယ်လို့ခေါ်တယ်အဲ့ဒါယောဂီတို့ကမ္မထံကြောင့်သိမှာတော့လားသိပြီလားမသိလို့ရှိရင်အဲ့ဒါရှုပ်ထွေးသွားမှာနော်သမထရဲ့သီလရဲ့သမာဓိရဲ့ကမ္မထံရဲ့ဇန်ရဲ့ဒါနောက်ပိုင်းကျတော့ဘာကြောင့်ဇန်ဖြစ်တယ်ဘာကြောင့်သမထဖြစ်တယ်ဥစဉ်အကျဉ်းချုပ်သွားမယ် အဲ့တော့မိမိပါမိမိစိတ်ကလေးဖောင်းနေပိနေလို့တည်ရင်မူလကမ္မထံဒီနေရာမှာမဟာစီယောဂီမူလကမ္မထံပါလာခဲ့လို့ရှိရင်မိမိနှိမ့်သက်တယ်မိမိရဲ့မူလကမ္မထံကိုနှိမ့်သက်ပါတယ်ဆိုရင်ဖောင်းနေပိနေဆိုတဲ့မူလကမ္မထံကိုကျင့်လို့ရတယ်ရတာပဲစိတ်တရားပဲသူ့ဣဒ္ဓာနဲ့ငါဣဒ္ဓာနဲ့သူ့မူနဲ့ငါမူနဲ့မတူဘူးဆိုတာအယူဆနားမလည်လို့ပြောကြတယ်ကိုယ့်ဘက်ကိုစိတ်တီးလို့ကောင်းတဲ့နေရာတီးဖို့အဲတော့မဟုတ် ဟုတ်လားရှေ့စိတ်ကိုနောက်စိတ်နဲ့ရှုလို့နာနာညစ်တည်တဲ့ကမ္မထာနဲ့ကျင့်လာတဲ့မောဟုတ်ယောဂီပါလို့ရှိရင်လေမူလကမ္မထာရှေ့စိတ်ကိုနောက်စိတ်နဲ့တည်ရနောက်တော့ငယ်တိတ်ကိုတည်လာတဲ့ပုဂ္ဂိုလ်ပါလာရင်လေနော်ငယ်တိတ်လှုပ်လှုပ်လှုပ်နဲ့တည်တဲ့မူလကမ္မထာပါလာရင်ငယ်တိတ်ကိုပဲတည်ပါ အာနာပနာကမ္မထာကိုဟုတ်လားဖြည်းဖြည်းရှုတယ်ပြင်းပြင်းရှုတယ်ဆိုတဲ့နှစ်မျိုးပေါ်လာတယ်တချို့ကကမ္မထာဆိုတာအာနာပနာကမ္မထာဆိုတာဖြည်းဖြည်းလေးအားထုတ်ရတယ် ပြင်းပြင်းမရှူပါဘူးလို့ဆိုတယ်အဲ့ဒါမှားပါတယ်မြတ်စွာဘုရားကပြင်းပြင်းမရှူပါဘူးလို့မဆိုလိုထားပါဘူးစာကိုနက်နက်ဆက်ဆက်မသိပဲနဲ့ကြားဖြတ်ပြီးတော့ကိုယ်ဝင်လည်းမကြည့်ပဲနဲ့ကြားဖြတ်ပြီးတော့သုံးသက်တဲ့ပုံကိုယ်ကြီးပြောတဲ့စကားတနည်းအားဖြင့်ပြောမယ်ဆို စာပြီးမနက်ဆက်တဲ့ပုံကိုယ်ကြီးရဲ့စကားပါအဲ့တော့ပတ္တံဘယံကာယသင်္ခါရံငြင်းအီးသွားရမယ်လို့ဘုရားဒီလိုခေါ်တာ ်ငြင်းအေးတယ်ဆိုတာကမူလမငြင်းအေးတာရှိလို့ငြင်းအေးရမယ်လို့ဆိုလိုတာပေါ့အဲ့ဒါကိုပဋိသင်္မိတာမဲ့မှာဘုရားဘလို့ဟောတာလဲဆိုတော့ကြီးခွက်ခောက်တဲ့ဥပမာနဲ့ပြီးထားတယ်ကြီးခွက်ကိုတန်းဒုံးနဲ့သွားခောက်ရင်ဒေါင်းဆိုပြီးတော့အတန်ကျဲကျဲမြည်တယ်အဲ့ဒီအတန်ကချက်ချင်းသွားဒေါင်းဆိုတယ်မရက်သွားဘူးဒေါင်းဆိုကျဲကျဲမြည်တဲ့အတန်ကတဖြည်းဖြည်း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 နဲ့သူ့ဘဝသူနော်အတန်ဟာတိမ့်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 ပြီးတိမ့်တိမ့်ပြီးတော့ နောက်ဆုံးအတန်လေးမြင်းမြင်းရနေနောက်ဆုံးပျောက်သွားတယ်အဲ့တော့ပထမကအကျယ်ကျယ်ဖြစ်တယ်နောက်တော့သူ့ဘောသူအတန်ကတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့အတန်လေးတိုးပြီးတိန်ပြီးတော့တဖြည်းဖြည်းတဖြည်းဖြည်းတိန်သွားတယ်ဘောဈေးငယ်တိန်သွားတယ်အဲ့ဒါကိုပဒံမယံကာယသင်္ခါရလို့ခေါ်တယ်အစကတော့ဖယားကကြမ်းညမ်းရှူတယ်ကြမ်းညမ်းဆိုတာနေလားငါလားနော်လှိထိုးသလိုလွှတ်တိုက်သလိုမြင်းစည်းသလိုနော်အဲ့ဒီလိုရှူတာမျိုးမဟုတ်ခဲနဲ့မိမိနဲ့တင့်တော်မဲ့နော် အရှုအရှိုက်ပြင်းပြင်းလေးကိုဆိုလိုတာအဲ့ဒါကိုနားမလည်နဲ့ပြင်းပြင်းယူတာတရားမဟုတ်ဘူးကမ္မထံပြင်းပြင်းယူတာမယူပါဘူးလို့ယန္တန်ပြောကြတာအဲ့ဒီပုဂ္ဂိုလ်တကယ်တရားမရလို့မပြောတာတကယ်ကြည့်ကြည့်လို့ရှိရင်ယောဂီတို့ဒီမနေ့ကြည့်ရင်တွေ့လိမ့်မယ်အဲ့တော့ဥသိတရားပြမယ်ဆိုတာကမိမိတို့ရဲ့နှစ်သက်တဲ့မူလကမ္မထံကိုမူလကမ္မထံအတိုင်းနှစ်သက်တဲ့ကမ္မထံကိုကျင့်တာကိုဥစဉ်မငင်းပါဘူး။ဘာကြောင့်လဲသဘာဝကြလို့နောက်ပိုင်းကျတော့ကျင့်စဉ်ရှင်းသွားတယ် အဲ့တော့ကမ္မထမ်းဆိုတဲ့သဘောတည်သွားပြီဆိုလို့ရှိရင်နံပါတ်၁စိတ်စုစည်းတယ်မိမိစုစည်းလို့တဲ့ကမ္မထမ်းကိုမိမိနှစ်သက်တယ်လို့စုစည်းနိုင်တယ်အဲ့တော့ဥသိရှိရောက်လို့မိုးကလို့မကျင်အောင်ဖောင်းရှိစိတ်နောက်စိတ်ပြည့်ပြည့်မရှိအောင်လို့မဆိုလို့ဘူးဖောင်းတဲ့ပိန်နဲ့မဟာစီမို့လို့မကျင်အောင်မဆိုလို့ဘူးနော်လေဒီမို့လို့ငယ်ရိတ်မှတ်တာမျိုးဥသိနေရာကြမှာရှူရမယ်ဒီလိုမဆိုလို့ဘူးအေးပြင်းပြင်းရှူရမယ်ဖြည်းဖြည်းရှူရဖြည်းဖြည်းလေးရှူရမယ်လို့မရှူရဘူးလို့ဥသိမဆိုလို့ဘူး ဖြည်းဖြည်းလေးရှူလိုက်ရနော်ဒါပေမဲ့ဥစဉ်ဒီမှာကျတော့မပြင်းမပြော့ရှူတဲ့နီးနဲ့ဥစဉ်ကပြဥစဉ်ကပြတဲ့အခါမှာဥစဉ်ပြတဲ့နီးအတိုင်းကျင့်လို့တဲ့ပုံကိုကိုကျင့်နိုင်တယ်ဥစဉ်ပြတဲ့နီးအတိုင်းမကျင့်လို့တဲ့ပုံကိုလည်းမကျင့်မဲ့နေနိုင်တယ်ဒါကဘာဖြစ်လို့ဥစဉ်ကဒီလိုခွင့်ပြုတာလဲဆိုရင်ယောဂီတို့ကျင့်နေတည်လာလိမ့်နော်ဘယ်လိုကျင့်တာအကောင်းဆုံးလဲဆိုတာကို ယောဂီတို့နောက်ပိုင်းကျတော့ဇာပေါင်းသွားပါလိမ့်မယ်အခုဒီခါမှာတော့မိမိတို့နှစ်သက်တဲ့မူလကမ္မထာနဲ့ကြရမယ်အဲ့တော့တရားကျင့်တဲ့အခါမှာဓာလီဝဖောက်ပြန်တဲ့ဒုက္ခဝေဒနာနဲ့တွေ့လာခဲ့လို့ရှိရင်ယောဂီတို့သည်မိမိအနေနဲ့လှုပ်ခြင်းပြင်ခြင်းမခြင်းရွှေ့ခြင်းတက်တအောင်ပြုလုပ်ခြင်းမလုပ်ရဘူးဒါကတော့မြည်သည့်ကမ္မထာနဲ့ပဲကျင့်ခြင်းကမ္မထာဆိုတာစိတ်ရတရားမလို့ဥစဉ်သဘောတူတယ်ခွင့်ပြုတယ်သို့တော်လည်း မိမိထိုင်တဲ့အရိယာဘုဂ်ကိုပြင်မဲ့မမဲ့ရွှေ့မဲ့ဆိုရင်တော့ဥစဉ်လက်မခံဘူးဒါမလို့အောင်အဲ့ဒါမလို့ရတဲ့အကြောင်းလဲယောဂီတို့ ਨੇ တရားကြည့်ရင်လည်းပြဿနာဖြစ်ရှင်းသွားမယ်ဥစဉ်မူဖို့လို့မလို့ရတာလားအဲ့ဒီလိုမဟုတ်ဖ ೇನೆ မလို့တဲ့အကြောင်းကိုယောဂီတို့ ਨੇ အဲ့တရားကြည့်ရင်လည်းဥစဉ်တို့ဖြစ်ရှင်းသွားမယ်ဥစဉ်ကြည့်ရောက်လာရင်ဥစဉ်ခိုင်းတဲ့ဝါရမျိုးကြည့်ရမယ်လို့ဥစဉ်မဆိုလိုဘူးယောဂီတို့ရဲ့ခန္ဓာဖြစ်စဉ်နဲ့အဲ့ဒီပုံမှာဥစဉ်ရဲ့ညွန်ကြားချက်နဲ့ နှစ်ရက်ပေါင်းစပ်ပြီးတော့ဒါအပြင်သိတော့တယ်ဒါအပြင်မသိတော့ဘူးဆိုတာယောဂီတို့ကိုယ်တိုင်မျက်မှောက်ပြုပြီးတော့မှသာလက်ခံမှသာလင်ဥစဉ်တရားပြမှာယောဂီတို့ရဲ့သာဏအယအခုဒီခါမှာမိမိမူလကမ္မထံကိုကျင့်နိုင်တယ်အဲသို့တော်လည်းပဲဥစဉ်သတိတခုတော့ပြီးမယ်တဏှာဤတဏှာဤတော့ကျင့်သွားမယ်နောက်ပိုင်းကျတော့နန္နာဤသွားမယ်နောက်ပိုင်းကျတော့နန္နာဤသွားတော့မှာ ်နောက်ပိုင်းကျတော့ဦးဇင်းတို့ဒီသိမ်းမှုနဲ့ဦးဇင်းဒီပြတဲ့မှုအပြင်3ရက်4ရက်4ရက်ဟိုဘက်ကိုမရှူရတော့ဘူးဒီဘက်ကိုသာရှူရမှာအဲ့တော့ရှူဆိုင်မှုဟာတခါတည်းဒီလိုကိုယ့်ရဲ့စကံပြီးတဲ့အထိရှူရမှာမဟုတ်ဘူး4ရက်မြောက်ဟိုဘက်မှာဦးဇင်းတို့မရှူရတော့ဘူးမရှူရဘဲနဲ့အဲ့ဒီချိန်ကျတော့နှစ်နာရီစကံနေသွားမှာအဲ့တော့မူလတဲကမိမိတို့ရဲ့မူလကမ္မထံကိုအာဂိုတကြီးနဲ့ပဲအာထုတ်ပါအခါတိုင်းတော့ မိမိတို့ရဲ့ကမ္မဋ္ဌာန်းမှတ်ရင်းပိုင်းနဲ့ဝေဒနာတက်လာရင်ကြွတယ်ကြွတယ်မတယ်မတယ်နဲ့အမှတ်နဲ့ပြင်ရတာတို့အသည့်နဲ့ပြင်ရတာမျိုးဥဒိစိတ်တာမှာလက်မခံဘူးဥဒိလက်မခံခြင်းလုံးမဟုတ်ခဲနဲ့လက်မခံရမယ့်အကြောင်းတရားတွေကိုတရားဓမ္မတွေကိုဥစဉ်ရှင်းပြသွားမယ်ယောဂီတို့ပိုးတွေလည်းခံစားဥစဉ်မူကြတော့ဥစဉ်ထိန်တိုင်းပြရမယ်ဥစဉ်မူတိုင်းကြည့်ရမယ်ဥစဉ်အလိုက်ဥစဉ်အကြိုက် လိုက်ကြည့်ရမယ်လို့ဥစဉ်လုံးဝဝါရမရှိပါဘူး ဖြစ်သင့်ဖြစ်အပ်ကျင့်သင့်ကျင့်အပ်တဲ့တရားတွေကျင့်နည်းတွေကိုဒါဥစဉ်ပြသွားမှာပါနောက်တစ်ချက်ကဝိပဿနာဆိုတာနှမှုမရှိဘူးနှမျိုးမရှိဘူးဒါပေမဲ့နှမျိုးသုံးမျိုးတွေမျိုးမျိုးဖြစ်နေတာတွေဟာဘာကြောင့်လဲဆိုတာယောဂီတို့တရားကျင့်နေတွေ့သွားလိမ့်မယ်အတက္ကရန်ကြတော့သမထယာနိကကလည်းဖြောင်းပြောင်းတလန်းနေပဲဝိပဿနာယာနိကကလည်းနှမျိုးမရှိတလန်းနေပဲနှစ်လန်းတစ်မျိုးကျင့်လို့မရကြောင်းယောဂီတို့တရားကျင့်နေတွေ့လာလိမ့်မယ်အဲ့တော့ ဥသိင်းမှုနဲ့ပြည့်ခြင်းမဲ့ပုံပုံများလိုက်နာရမယ့်ဇီကံချက်တွေရှိတယ်။အဲ့ဒါကတော့နံပါတ်1နော်အားလုံးပဲထိုင်တဲ့ခန္ဓာကိုအရိယပုဂ္ဂိုလ်အဋိဋ္ဌံပါရမီပြည့်ပါပြီဆိုပြီးတော့တရားပြတဲ့ပုဂ္ဂိုလ်ရဲ့သတ်မှတ်ချက်မပြည့်မချင်းမိမိရဲ့ကျင့်စဉ်ကိုမနာရဘူးသို့မဟုတ်ထိုင်တဲ့အရိယပုဂ္ဂိုလ်လှုပ်ချင်းပြင်းချင်းမှရွှေရွှေမလောက်အောင်အဲ့ဒါနံပါတ်1တစ်ချက်နံပါတ်2တစ်ချက်က ။ဦးဇင်းတို့အာနာပါနကမ္မထံရှူဆိုင်တဲ့ပုံပုံများအာနာပါနရှူဆိုင်တာလှိထိုးသလိုလွှတ်တိုက်သလိုရှေ့ထိုးနောက်ကင်ရင်ထိုးခါရန်ပြီးတော့မရှူရဘူး။နှစ်ချက်အဲနံပါတ်3တစ်ချက်ကတရားထိုင်တဲ့ခန္ဓာကိုတရားထိုင်ရင်နဲ့ဟာလားခန္ဓာကိုဖြောင်းဖြောင်းကြီးထောင်ထောင်ကြီးလုံးမထားအောင်ထောင်ထောင်ကြီးမမတ်ကြီးမလုပ်ထားအောင်စိတ်နဲ့နော်အဲ့လို ရင်ထဲကနေပြီးတော့စုံညှစ်ချုပ်ပြီးတော့ခန္ဓာကိုယ်ကြီးကိုကျိုးနဲ့တုပ်သလိုအကြောတွေတင်းအောင်စုံညှစ်ပြီးတော့ခန္ဓာကိုယ်ကြီးထောင်ထောင်ကြီးလှုပ်ပြီးတော့မရှူရဘူးဦးဇင်းရဲ့အာနာပါနကမ္မထံကိုကျင့်တဲ့ပုဂ္ဂိုလ်နော်အခြားကမ္မထံပုဂ္ဂိုလ်တွေလည်းဒီလိုပဲလိုက်နာရမယ်တမတ်တဲ့အဋိဋ္ဌံတွေမှာလှုပ်ခြင်းပြီးရင်မလှုပ်ရဘူးအဲအာရကတော့ဖောင်းတဲ့ပင်နဲ့မှတ်တဲ့လူကြတော့ရှူဆိုင်တယ်မှာပါတော့ရင်ထိုးတာခါရနာမပါဘူး ်ငရိမှတ်တဲ့လူမပါဘူးရှေ့စကုံနောက်စိတ်ရှိတဲ့လူကငြိမ်းတဲ့အတွက်ကြောင့်မပါတော့ဘူးသို့တော်လည်းပဲဒီထိုင်တဲ့အရိယာပုဂ္ဂိုလ်တော့လှုပ်ခြင်းမှကြီးမလုပ်အောင်အဲ့တော့အာနာပါနကမ္မထံကိုဥစဉ်တို့မူနေလိုက်တဲ့ပုဂ္ဂိုလ်ဒီမှတ်တာပါအားလုံးပဲအတူတူမှတ်မှာတော့အဋ္ဌံပါရမီ ပြည့်ပါပြီလို့မပြည့်မချင်းမိမိရဲ့ခန္ဓာကိုတက်တာအောင် ပြည့်ပြည့်မှရှိတယ်လို့မလုပ်အောင် အာနာပါနကမ္မနာရှိတဲ့ပုဂ္ဂိုလ်သည်ရှေ့ထိုးနောက်ကရင်ထိုးခါရမ်းပြီးတော့မျက်နှာကြီးရှုပ်ပြီးတော့ကြိတ်မိတ်ပြီးတော့နေလားကလားမရှိပါဘူး။နံပါတ်3ချက်ကရင်ထဲမှာစိတ်ကြီးတင်းညှစ်ချုပ်ပြီးတော့ခန္ဓာကိုယ်အကျိုးတွေတင်းပြီးတော့အဲတော့ခေါင်းကြီးထောင်လက်ချောင်းကြီးထောင်ပြီးတော့နောက်ကြောကြီးတွေတာနန်းကြီးဒုတ်ချောင်းကြီးတို့ထောင်ပြီးတော့မရှိပါဘူး။ပဂတိငကုံနေတဲ့အတိုင်းမိမိအိမ်မှာအလကားနေတော့အာပြီးနေတော့နေတဲ့အတိုင်းနော်အဲ့ဒါက ူကထိတံဝါပဋိတံဝါဆိုတာငခုနီမြဲတိုင်းလေးပဲဆိုလိုတာဥုံကာယံပဋိဒါယဆိုတာခန္ဓာကိုယ်ဖြောင်းပြောင်းကြည့်ထားရမယ်ဆိုတော့ဖြောင်းပြောင်းကြည့်ဆိုတဲ့ဝေါ်ဟာရအတိပဲပြန်တော့တခါတည်းကြောတွေခါတွေဖြောင်းပြောင်းကြည့်လောက်ထားရောအဲ့ဒါအတိပဲပြန်တော့မှားသွားတယ်ပါဠိတော်ကအတိပဲပြန်တော့အယူဆမှားသွားတဲ့ခါကျတော့အကျင့်ပါအောင်ယောဂီတို့လက်တစ်ချောင်းကြာကြာမြောက်နိုင်ပါမလားမြောက်နိုင်ပါဘူးမြောက်နိုင်တဲ့ပုံရှိလားရှိပါဘူးရှိဘူးကြည့်လေလက်တစ်ချောင်းကြာကြာမြောက်တော့ပင်ပန်းမလာဘူးလား မှန်ပါဘူးပြန်ပန်းလာတယ်အဲ့တော့ခန္ဓာကိုယ်ကြီးကိုကြောကြီးဆန့်ထောင်ပြီးတော့တဲ့တဲ့ကြီးထောင်တာတော့ကြာကြာထောင်နိုင်မှာမလားထောင်ပါမယ်ဗျာအဲ့တော့ကြောင့်တဏှာကြီးနဲ့တတ်မှတ်ကြတာကြာကြာထောင်တော့ခါကြောကြီးထောင်ပြီးမထားတာတဏှာရအဲ့ဒုက္ခကြီးကများပြီးတော့မိမိစိတ်ကကမ္မထမ်းမှာတည်ရမယ်ဆိုခန္ဓာကိုယ်ကြီးပင့်မြောက်ထောင်ထောင်ကြီးလှုပ်ထားတာနဲ့ပင်ပန်းလာတော့မခါနိုင်တော့ဘူးအဲ့တော့ကြောင့်နော်တဏှာကြီးနဲ့ဇာသိမ်းရတဲ့အခွန်ရောက်ကုန်တာအဲ့ဒါဘာဖြစ်လို့ဆိုတော့ ပါဠိကိုအ내အဓိပ္ပာယ်ပြန်နေမှားတဲ့တကြောင်ကမ္မထမ်းပြစရာတခါတပည့်ကိုကြာကြာမပြနိုင်တော့အဲ့တော့ထိုင်ရမှာငကိုတိုင်းလေးထိုင်ရမှာတရားမထိုင်တော့အားပြီးတော့အလကားထိုင်တဲ့အတိုင်းသာမန်အနေထားတိုင်းထိုင်ရမယ်ရိုင်တာရွဲ့တာလန်တာစောင်းတာမရှိဘဲနဲ့တဲ့တဲ့လေးကိုဆိုးလို့တာအဲ့ဒါကိုဖြောင်းဖြောင်းဆိုတာဖြောင်းဖြောင်းကြီးရှောက်လို့တော့မှားကုန်ရောအဲ့ဒါစာဝမတက်တာစာရဲ့သဘောနော်အတိပ္ပယ်ပြန်တာမှားတဲ့ခါကျတော့ ဒီပါဠိတော်မှာတော့ဉာဏ်ဓာတိတဲ့ဆိုလိုမှာပေါ့အဲ့တော့ယောဂိတမတာပါထိုင်တဲ့ခန္ဓာကိုယ်ကြီးကိုရေထဲမှာညှစ်ချုပ်ဆုပ်ပြီးတော့ကြောကြီးတင်းဟောလေကြောင်းကြီးထောက်ပြီးတော့ပခုံးတွေညှစ်ချုပ်ပြီးတော့မထိုင်ရဘူးအာနာပါနာရှူတဲ့အခါမှာလှိထိုးသလိုလွှတ်တိုက်သလိုရိမ့်ထိုးခါရမိမရှူရဘူးရက်လိုက်ရှူလိုက်မရှူရဘူးတော့ကြရှူရင်ရှူတယ်တော့ကြမရှူရင်မရှူတော့ဘူးရက်သွားတယ်တော့ကြကြနောက်တစ်ချက်ကပြင်းပြီးရှူလိုက်တော့ကြဖြီးပြီးလေးရှူလိုက်အဲ့လိုမရှူရဘူး ဲ့တော့ဦးဇင်းတို့ဒီကဆက်ကယူပေးမှာဆက်ကယူပေးတဲ့စနစ်နဲ့ညီအောင်ယူရမယ်အဲ့တော့ယူတိုင်းတဲ့ပုံကများဒါပေမဲ့ယူတယ်ဆိုတဲ့နေရာမှာအသက်ကြီးတဲ့ပုံကများဦးဇင်းရဲ့ဆက်ကယူနှုံးတဲ့မိအောင်မယူနိုင်လို့ရှိရင်မိမိယူလို့ကောင်းတဲ့အချိန်လေးပါတဲ့အယူနဲ့ယူပါမှတ်ထားပါနော်တော်ကြအဲ့ဒီစကားတွေခဏခဏပြောရတယ်ဆက်ကနဲ့ယူအောင်မမိနိုင်ဘူးဆက်ကယူစမ်းနဲ့မမိနိုင်ဘူးဆိုလာလိုက်မယ် ဦးသင်းကနေပြီးတော့ယောဂီတို့ဆက်ကရှူသံနဲ့မီအောင်ရှူပါလို့မဆိုလို့သို့တော့ဆက်ကရှူနှုံးအတိုင်းရှူနိုင်ရင်ကောင်းတယ်နော်အဲ့တော့အကယ်၍မိမိတို့ကရှူနိုင်ပါလျက်နဲ့ဆက်ကအရှူနှုံးနဲ့မရှူခြင်းပဲနဲ့ဖြည်းဖြည်းလေးရှူခြင်းနဲ့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်စီမာလိမ့်အကယ်အသက်ကြီးတဲ့ပုဂ္ဂိုလ်များကျန်းမာရေးမကောင်းလို့အဆုတ်ယောဂါနှလုံးယောဂါရှိတဲ့ပုဂ္ဂိုလ်များအသက်ရှူရတာကိုတက်တက်အားစိုက်ပြီးတော့ရှူရတာပင်ပန်းတဲ့ပုဂ္ဂိုလ်များ အဲ့လိုယူလို့မကောင်းတဲ့ပုံကများကမိမိယူလို့ကောင်းတဲ့အယူနှုံးနဲ့ဟာလာယူသွားသို့တော်လေအချိန်ပါရမယ်စီကံချက်ကြီးရမယ်တဖြည်းဖြည်းယူဖို့မဟုတ်ဘူးတိတ်မြန်မြန်ကြီးလည်းမဟုတ်ဘူးငကိုယူတဲ့လေတဲ့တစနှစလောက်ယူတယ်အဲ့တော့ယူတဲ့အခါမှာစက်ကယူသံနဲ့ညီအောင်ယူလို့ရတဲ့ပုံကများကြတော့စက်ကယူနှုံးတိုင်းယူသွားမယ်စက်ကအဝင်အထွက်အနည်းမြန်အပေါ့အပြင်းနဲ့မိမိယူပါနဲ့တထထက်ညှိယူရမယ်မမိပြီလား အကယ်၍ဆက်ကရှူနှုံးတိုင်းကိုရှူဖို့အတွက်အခက်အခဲရှိတဲ့ပုံပုံများဒါပေမဲ့အဲ့လိုရှူလို့တချို့ကြတော့လေဒီများသောအားဖြင့်ကတခါမှအဲ့လိုမရှူဘူးတဲ့ခါကျတော့စရှူရှင်ချင်းကမောသလိုကြက်သလိုလိုနေတဲ့ဘဝဖြစ်တတ်တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့အဆုတ်ခန်းနေမပွင့်လို့ကိုယ်အတမန်လေးရှူနေတော့အဆုတ်ကဖြေးဖြေးလေးသွားနေတာနည်းနည်းလေးတည်ရှူလိုက်တဲ့ခါကျအဆုတ်ခန်းကငကိုးတဲ့ပို့ပြီးတော့ချဲ့ပြီးတော့ရှူရတဲ့အတွက်ကြောင့်အစပိုင်းလေးမှာနည်းနည်း မောသလိုကြက်သလိုဖြစ်တတ်တယ်အဲ့ဒါကိုမညာပဲနဲ့မှန်မှန်ယူရရင်တော့အဆုတ်ခံပွင့်သွားအဆုတ်ခံလည်းပွင့်သွားရောခန္ဓာကိုယ်ရဲ့သူ့ရဲ့တွေလည်းပတ်မှုတွေလည်းကောင်းလာပြီးယောဂါတွေကပျောက်တယ်ဘောအဲ့တော့ဗာလဲစယူတဲ့အခါမှာဥစဉ်ယူတဲ့ဆက်ကယူနှုံးတိုင်းယူလို့ရပါတယ်အဲ့လိုယူနိုင်ရင်ကောင်းတယ်အဲ့လိုယူလို့မရပါဘူးဆိုတဲ့ပုဂ္ဂိုလ်ကဆက်ကယူနှုံးတိုင်းယူဖို့မဟုတ်ဘူးမိမိရဲ့ယူနိုင်တဲ့အယူနှုံးနဲ့နော်အရှိတူမှန်ရမယ်အနည်းမြန်မှန်ရမယ် အပြင်းအပြော့မှန်ရမယ်ရက်လက်ယူလိုက်မယူရဘူးအစလိုတော့အရှိတူအနည်းမြန်အပေါ့အပြင်းတညီတညွတ်တဲ့တစ်ဖြောင်းနဲ့ယူသွားလို့ဆိုလိုတာတို့ကြရှိလိုက်တို့ကြတိုးလိုက်တို့ကြပြင်းလိုက်တို့ကြပြော့လိုက်တို့ကြရက်လိုက်တို့ကြယူလိုက်ဆိုတော့အာရတမာရီမဖြစ်ဘူးဒါကြောင့်မလို့အရှိတူမှန်ရမယ်အနည်းမြန်မှန်ရမယ်အပြော့အပြင်းမှန်ရမယ်အဲဒါယူသွားမယ်ဖြီးပြီးလေးနဲ့နော်အခုလိုအရှိန်မပါဘဲနဲ့မိုးကုတ်ကဖြီးပြီးလေးယူတယ်ပေါ့ ဲ့ဒီလိုဖြေးပြေးလေးယူလဲရကိုစင်အားလုံးခွင့်ပြုတယ်နောက်တော့ဘယ်အဖြေပေးလာမလဲဝေဒနာအဖြေပေးလာလိမ့်ဒီဝေဒနာတက်လာတဲ့ခါကျတော့မိမိတို့ရဲ့မူလကမ္မထမ်းသည်အားကိုလို့မရဘူးမရဘူးဆိုတဲ့အကြောင်းအားလဲမှားလို့တော့မဟုတ်ဘူးနော်ဘာကြောင့်လဲဆိုတာသဘောပေါက်လာလိမ့်မယ်အခုတကြိမ်မှမကြည့်ရသေးတော့ယောဂီတို့အတွေ့အကြုံတွေမရှိသေးဘူးကျင့်ပြီးတဲ့ခါကျတော့အကျင့်ပေါ်ကနေဦးစင်တို့အဖြေထုတ်သွားမှာအဲ့တော့ဦးစင်တို့ဒီဦးစင်ဘူတိုင်းကျင့်မဲ့ပုဂ္ဂိုလ်သည်ဟဲ့လား အာလုံးပဲကအာလုံးလိုက်နိုင်ရမှာကတတ်မှတ်တဲ့အဋိဌံတွင်းမှာဟာလှုပ်ကြည့်မြင်ခြင်းမှကြီးရွှေ့ခြင်းတက်တောင်ပြီးလို့ခြင်းမလုပ်ရဘူးအဲ့ဒါလွယ်လွယ်နဲ့လှုပ်တဲ့ပုံကောင်များနောက်ပိုင်းတက်လို့မရတော့ဘူးတဏှာဤတွင်းမှာသိခံပြီးတော့ဇနေတကြမတိုင်းနဲ့နိုင်ကြီးအတင်းပေးတာလည်းမဟုတ်ဘူးတဏှာဤအတွင်းမှာနိုင်နေပါတယ်သို့တော်လည်းကြိုးစားအားထုတ်မှုတော့အလကားတော့မရဘူးအရင်စတော့ဆိုက်ရအောင်အဲ့တော့တဏှာဤတွင်းမှာဇနေတကြတည်းဆက်ကရှူနှုံးနဲ့ရှူလို့တဲ့ပုံကောင်များရှူသွား အဲ့တော့တရားကျင့်တဲ့ကျင့်စဉ်အခြေခံသဘောတရားနဲ့တကွကျင့်စဉ်သဘောတရားတွေသိသွားပြီအဲ့တော့ယောဂီတို့စတင်ခြင်းပဲအဲ့တော့နမောတတ္တနဲ့ဘုရားသုံးခြင်းကြတော့